ဒီဘီဘီတပိတ်ကပြန်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာက NLD ကတောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီဒါပေမဲ့လာမယ့်အစိုးရတစ်ဟာစစ်တပ်ကလည်းပါတိုင်းသားအစုအဖွဲ့တွေကလည်းပါဘလို့ဖတ်ဆက်ပြီးတော့တိုင်းပြည်နဲ့လူလူအချို့အတွက်အကောင်းဆုံးလုပ်နိုင်မယ့်အစိုးရမျိုးပေါ်တင်တယ်ပေါ်ဖို့အရေးကြီးလဲဆိုတဲ့အကြောင်းဆွေးနွေးနေဖြစ်ပါတယ်ခုနဒေါက်တာဆလိုင်းပါပြန်ပြောချင်ဒီ NCA နဲ့ပတ်သက်ပြီးဟောကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်တော်ထိုင်ကြီးအဖွဲ့အစည်းတွေနေနဲ့အစိုးရမှာပါတင်မပါတင်ဦးဆိုတာကျွန်တော်တို့အနေနဲ့အခုချိန်မှာခေါ်ရင်လည်းမပေါ့ ပါဘူးလည်းမတင်တယ်လို့ပါမှလည်းမဟုတ်ဘူးကျွန်တော်တို့လက်နက်ကန်တော်လှန်ရေးလုပ်နေတဲ့ဟာကျွန်တော်တို့အစိုးရဖိချင်လို့မဟုတ်ဘူးကျွန်တော်တို့တောင်းဆိုနေတာဒီတိုင်းရင်းသားတွေဒီပီထောင်စုထဲမှာရှိတဲ့တိုင်းရင်းသားလူမျိုးအလုံးရဲ့ရက်တင်ရက်ထိုက်သောအခွင့်အရေးကိုနိုင်ငံတော်ဖွဲ့စည်းပုံချီခံဥပဒေကနေပြီးတော့အခိုင်အမာကာကွယ်ပြတ်ထန်းတဲ့နေ့အထိကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်တယ်ကျွန်တော်တို့ခုအစိုးရနဲ့ကျွန်တော်တို့သဘောတူထားတာနိုင်ငံရေးလမ်းပြတ်မယ်ပုံအရှင်းခွင့်အရှင်းရှိတယ် အဲ့ဒီသေးမှာကျွန်တော်တို့အနေနဲ့အခုလက်ရှိ NCA စာချုပ်ကိုလည်းလွှတ်တော်ကနေအတည်ပြုဖို့ကျွန်တော်တို့တောင်းဆိုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလွှတ်တော်ကအတည်ပြုမှာပဲကျွန်တော်တို့ငင်းချမ်းရခိုင်မာမှာဖြစ်တယ်။သူ့အတွက်ကြောင့်အခုကျွန်တော်တို့စာချုပ်ချုပ်ပြီးအဲ့ဒီစာချုပ်ကိုနိုင်ငံတော်သမတနေပြီးတော့မကြာခင်မှာလွှတ်တော်ကိုပို့ပြီးတော့ကျွန်တော်တို့ NCA စာချုပ်ကိုလွှတ်တော်ကအတည်ပြုဖို့ဖြစ်တယ်။ပထမဆုံးအခု NCA စာချုပ်ချုပ်တယ်ပြီးလို့ရှိရင်နိုင်ငံရေးဆွေးနွေးပွဲမူပေါင်းဆိုင်ရာကျွန်တော်တို့ကြီးမယ်နိုင်ငံရေးဆွေးနွေးပွဲအမျိုးသားရှင်းလုပ်မယ်ပြီးထောင်စုငင်းချမ်းရေးလုပ်မယ် ပီထောင်စုငင်းချင်းရင်းလာခန်းကြီးမှာပီထောင်စုသဘောတူစာချုပ်ချုပ်မယ်အဲ့ဒီပီထောင်စုသဘောတူစာချုပ်ဟာပင်လုံစာချုပ်ကေတုံတော်စာချုပ်ဖြစ်ရမယ်ဒါကူလွှတ်တော်ကတည်ပြရမယ်ဥပဒေကေတုံခိုင်မအောင်ကျေးဇူးတင်ပါတယ်ဆရာကိုရိုင်းလည်းထဲထဲဝင်ဝင်လုပ်နေတယ်ယုံယုံကြည်ကြည်လည်းပြောနေတယ်အောင်မြင်ပါစေလို့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ် ဘာဖြစ်မလို့ဒီ process ကြီးတစ်ခုလုံးအတွက်အမကန်ချက် legitimacy လိုချင်တယ်ပေါ့နော်နောက်ဆုံးစက္ကွန်တကြီးရှိနေမှာတော့တိုင်းရင်းသားလက်နက်ကန်ကောင်းဆောင်တွေကနိုင်ငံတော်တာဝန်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးစက္ကွန်တကတော့ကျွန်တော်တက်မှာမထူးဘူးပေးလိုက်ပေးပေးလိုက်ပြီဒီဟာဒီ assess ဆက်မှာခိုင်မာတဲ့ဥပဒေကြမ်းတစ်ခုရှိနေမှာခုနော process ကိုဆက်သွားလို့ရမယ်ဆိုတဲ့ကိစ္စပါဟုတ်ကျွန်တော်ပြောချင်တာကတော့ဒီပြီးခဲ့တဲ့ဒီသမရဦးသိန်းစင်အစိုးရရဲ့၅နှစ်ကာလမှာ ဒါပြည်တွင်းညင်းညိုင်းလုပ်ငန်းစဉ်ကိုအစပြုခဲ့တယ်ဒါကိုကျွန်တော်တို့သိမှတ်ပြပါမယ်ဒါပေမဲ့အားနည်းချက်ကဘာလဲဆိုတော့လွှတ်တော်ရဲ့အခန်းကဏ္ဍနည်းတယ်နော်ဟိုကပြည်တော်စုညင်းညိုင်းရေးကော်မတီမှာဦးသိန်းစော်တယောက်ကိုစားပြုပါဝင်တာလွဲလို့ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းကာလမှာမျိုးသားပြန်လဲတင့်မြတ်ရေးဆိုင်ရာဥပဒေတစ်ခုအတည်ပြုတယ်ဆိုတာမရှိဒါပေမဲ့ကျွန်တော်နားလည်လို့ဒါကြောင့်မို့လို့နောက်ဆုံးမှလွှတ်တော်ရောက်လာမှာကျွန်တော်ခုလေးရောက်မယ်ခု NC ကိုလည်းပို့မယ်ပြီးလို့ရှိရင်နောက်ဆုံးချက်မှလည်းမဟုတ်ဖြစ်တင်တာနော်ကျွန်တော်တို့ ဒီအမျိုးသားပြန်လဲတင့်မြတ်ရေးဆိုတဲ့ scope ကအကျယ်ကြီးပါ ਨੇ ပဲ။လက်နဲ့ကင်တိုင်းသားအင်အားစုတွေမဟုတ်ဘူးအမျိုးသားပြန်လဲတင့်မြိုက်ခေါင်းဆောင်တွေဆိုရဲခေါင်းတွေအောက်မှာပြည်ပကနေပြန်ရောက်လာတဲ့နိုင်ငံရေးသမားတွေအခက်ခဲတာအဲဒီနိုင်ငံရေးသမားတွေနိုင်ငံရေးမှာပါဝင်ဝင်ဒါပေါ့ကျွန်တော်တို့ရဲ့နိုင်ငံရေးမှာပါဝင်ဝင်နေအခုထိကန့်သက်ခံရတာဆိုတော့ဒါတွေအားလုံးကိုလွှမ်းခြုံမှုရှိတဲ့အမျိုးသားပြန်လဲတင့်မြိုက်ဆိုင်ဥပဒေချမ်းဘလို့အနှစ်သာရနဲ့လုပ်မလဲဘသူတွေကလုပ်မလဲဘလို့မျိုး institution တွေကိုတည်ဆောက်မှာလဲ ဒီလိုမျိုးဥပဒေကြမ်းမပေါ်ခဲ့တဲ့အတွက်ကြောင့်လည်းခု MP MPC မြန်မာငြိမ်းချမ်းရေးစင်တာပေါ်မှာအမြင်တွေကအမျိုးမျိုးဖြစ်နေတယ်။နောက်ရန်ပုံငွေနော်ငြိမ်းချမ်းရေးဆိုင်ရာရန်ပုံငွေတစ်ခုကိုပြည်သူ့လွတ်တော်ဥပဒေနဲ့ထူထောင်ရမယ်။မထူထောင်တဲ့အခါမှာအမျိုးမျိုးစကားတွေကပြောတာတွေဖြစ်တယ်နော်။ဒါကြောင့်မလို့လာမဲ့လွတ်တော်ကအမျိုးသားပြန်လဲတင့်မြိုက်ဆိုင်ဥပဒေတရားကိုပြဋ္ဌာန်းပေးဖို့ကျွန်တော်တောင်းဆိုချင်။ဆရာအခွင့်အရောင်ကိုအတွက်ပါထည့်ပြီးဆွေးနွေးသွားတာ။ဝေဟောင်းအောင်ရှင်ခုနကဦးအေးမောင်ကျော်ဆွေးနွေးမှာပါတယ်။ဟုတ်ကဲ့။လာမဲ့ဆိုရတဲ့ဟာနှစ်ပေါင်း 50ကျော်အတွင်းမှာအသစ်လွန်ဆုံးအဆိုရဖြစ်လာမယ်။ဒေါ်စုကတော့မင်းလဲစငါလဲစလုံးမယ်ဆိုရမဟုတ်ဘူးလို့သူကပြောတယ်။ဟုတ်ပါတယ်။တကယ်ကျွန်တော်တို့ပြည်သူတွေလိုလားနှစ်သက်တဲ့အဆိုရမျိုးပေါ်လာမှာလား။ကောင်းဆောင်ပေါ့လေ။ကောင်းဆောင်ပေါ့။သူပြောတဲ့ကောင်းဆောင်ကိုကျွန်တော်ယုံကြည်တာနံပါတ်1ပါပဲ။နောက်တစ်ခုကသူဒီနှစ်ပေါင်း20ကျော်ကာလမှာသူအချိန်ပေါင်းများစွာကိုကျိုးမပက်ပဲနဲ့နှစ်နာခံပြီးတော့လှုပ်လာတယ်။ဆိုတဲ့အခါကျသူ့မှာဒီဒီဒီအကြီးချင်းတွေကသူ့အတွက်အများကြီး ကျေးဇူးတင်ပါတယ်ကျေးဟိုဖြစ်တယ်ပြန်တော့ကျွန်တော်အလှည့်ပေးပါမယ်နှစ်ရက်လောက်ရောက်မယ်ဒါပေမဲ့ခဏဟိုဒေါက်တာဆရာမအရင်အလှည့်ပေးလိုက်မယ်ပြန်တိုင်းအစိုးရတွေမှာဒီကိုပိုင်ပြတ်ထန်းခွင့်နဲ့ပတ်သက်ပြီးတော့အများကြီးမရသေးရင်ဒေါက်တာဆလိုင်းလူချင်းတော့အများကြီးမရသေးခင်လက်ရှိချင်းအုပ်ရင်းနဲ့ NLD အစိုးရတင်တဲ့ပြည်내 ိုင်းအစိုးရတွေဘယ်လောက်ထိလုတ်ပိုင်ခွင့်နေတိုးပေးတဲ့လဲ။ဒီမှာအာဏာခွဲအခုဖွဲ့စည်းပုံချီခံဥပဒေထေးကနေတော့ဘလောက်ပဲတူတူဒီတိုင်းပဲဖြစ်မှာပဲဆရာ။ဒါပေမဲ့ဒီမှာတခုကျွန်တော်ကျွန်တော်တို့တောင်းဆိုနေတာတော့ဒီဖွဲ့စည်းပုံချီခံဥပဒေကိုအခုကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ process အင်မတန်မှအကြီးကြီးတဲ့ process ။ဒါပေမဲ့ဆရာပဲပြောတယ်နော်အခြေခံဥပဒေကကမောက်ကမဖြစ်နေတဲ့အခြေခံဥပဒေပြောတယ်။ဒါကြောင့်ဒေါက်ဆန်းစုကြည်ကသူကသမ္မတအထက်မှာရှိမယ်လို့သူကပြောတယ်။အဲ့တော့အခြေခံဥပဒေကအခွင့်အရေးဘလောက်ပေးတာပေးတာစစ်တပ်ကိုဘလောက်ပေးတာပေးတာစစ်တပ်ကမယူလဲရ။အခြေခံဥပဒေကဘလောက်ပဲအခွင့်အရေးတွေမပေးမပေး ပို့ပေးခြင်းလည်းရတယ်ဒါမျိုးကျွန်တော်တို့ညှိပြီးတော့အမျိုးသားပြန်လဲသိမြဲအတွက်တိုင်းပြည်နဲ့လူလူကောင်းဖို့အတွက်မလုပ်သင့်ဘူးလားအခုတိုင်းဒီတိုင်းပြည်မှာအကြီးကြီးတဲ့အင်မတန်မှအကြီးကြီးတဲ့ဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဒီဖြစ်စဉ်တစ်ခုကလွှတ်တော်တွင်းကနေပြီးတော့နှစ်ထောင်စီဖွဲ့စည်းပုံချီခံဥပဒေတွင်းကနေဆောင်ရွက်နေတဲ့လုပ်ငန်းတွေဖြစ်တယ်အဲ့ဒီလောက်ရမယ်နှစ်ထောင်စီဖွဲ့စည်းပုံချီခံဥပဒေတွင်းကနေလောက်ရမယ်ကိစ္စတော့ကျွန်တော်အနေနဲ့အများကြီးလည်းမပြောချင်ဘူးအမျိုးအအများကြီးလည်းမျှော်လင့်ချက်မရှိဘူးအခုနောက်ထပ်တစ်ခုကကျွန်တော်တို့ extra parliament လုပ်ခေါ်တယ်အဲ့ဒါ between ချင်းဖြစ်စဉ် အဲ့ဒီပြည်တွင်းငင်းချမ်းကြီးဖြစ်စဉ်ကလည်းကျွန်တော်တို့ဆွေးနွေးပြီးတော့တိုင်ပင်ပြီးတော့အခုနကျွန်တော်ပြောနေတဲ့ပြည်ထောင်စုငင်းချမ်းရဲ့သဘောတူစာချုပ်ကိုချုပ်ဆိုနိုင်လို့ရှိရင်ကျွန်တော်တို့ပင်ရှင်ချင်းတာပြုတ်ပင်ချင်းတာလှုပ်ချင်းတာတကယ်အဲ့ဒီအချင်းရောက်မှတကယ်ပြပြဝဝရမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဆန္ဒဆိုးပြီးတော့လှုပ်ဖို့လည်းမလိုဘူးထို့အတွက်ကြောင့်ကျွန်တော်တို့ကျွန်တော်အနေနဲ့ပူပြီးတော့မျှော်လင့်တာလွှတ်တော်အတွင်းကနေသွားတဲ့ဖြစ်ရှင်တဲ့ ငင်းချမ်းရဖြစ်စဉ်ကနေသွားပြီးတော့မှပြီးထောင်စုသဘောတူစာချုပ်ချုပ်ပြီးတော့မှနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့ဖြစ်စဉ်ကိုကျွန်တော်နေနဲ့ပူပြီးတော့အလေးထားတယ်ပူပြီးတော့အားကိုးတယ်မသိတာလက်ခံတာအခြေခံဥပဒေကိုထားခဲ့ပြီးတော့ဟိုဘက်က လွတ်တော်ပြင်ပလုပ်တဲ့ဟာကနေသွားမယ်ဆိုတာမျိုးอ่ะမဟုတ်အခု processor ဒီအတိုင်းဖြစ်ခဲ့တာတကယ်တမ်းကဒီ constitution reform ပေါ့အစည်းအဝေးခြေခံဥပဒေပြင်ဆင်ရေးကိုလွတ်တော်တွင်းကလုပ်ခဲ့တဲ့ process ကရပ်သွားပြီအခုနောက်ဆရာဘာဖြစ်လို့ဒါကိုအားဂျိုးမန်တန်နဲ့စိတ်ဝင်စားလဲလို့မေးရင်ကျမတို့အားလုံးသတိထားဖို့ကဒီလမ်းကနောက်ဆုံးတော့လေဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကိုပြန်ရောက်လာမယ်ဒါကိုတည်တည်ကြီးနဲ့တက်မတော်ရဲ့ commitment သူ့ရဲ့ commitment ကဒီဘက်မှာရှိနေတယ် ဒီ process ထဲမှာအဲ့တော့တခုရှိတာကကျွန်မမျှော်လင့်တာအခုလာမဲ့လွတ်တော်ပေါ့နော်လွတ်တော်အစ်စ်မှာတက်ရဲ့စုံမီး view ဟာနဲ့ပတ်သက်တဲ့ဥပဒေချမ်းတစ်ခုလည်းပေါ်လာစေချင်တယ်ဥပဒေချမ်းတစ်ခုပေါ်နိုင်ရင်လွတ်တော်တွင်လွတ်တော်ပါဟာတပြိုင်တည်းထဲကျွန်တော်တို့လမ်းစုံတစ်ခုကိုရောက်သွားလို့ရတယ်ခုနဒေါက်တာဆလိုင်းကပပလေးပဲဖြေတယ်ဒေါက်တာတောင်းထွန်းကတော့လေးလေးနက်နက်ဖြေရင်ကောင်းမယ်ခြေကဥပဒေကဘလောက်ပဲကန့်သက်တာကန့်သက်တာဒီပြည်နယ်တွေမှာအစိုးရကဒီသမရဖြစ်လာမဲ့လူကအန်လီအစိုးရအခွင့်အရေးပို့ပေးလို့မရဘူးတိုင်းသားတွေလိုချင်တဲ့ခုန တန်ဇဒအရင်မြစ်တွေသုံးဆွဲခွင့်အာဏာတွေပို့ပြီးတော့ရပိုင်ခွင့်ဖွင့်လေကျွန်တော်တို့ကဖွဲ့စည်းမဲ့ NLD အစိုးရဟာကြိုက်တည်ဖြစ်စီကြိုက်တည်ဖြစ်စီ2008ဖွဲ့စည်းပုံဘောင်တွင်းရပဲအလုံးလုံးပြင်နိုင်မချင်းတော့ဒီတိုင်းပဲသွားပြင်နိုင်မချင်းတော့ဒီတိုင်းပဲသွားရမယ်ဒါပေမဲ့ပြင်ဖို့လည်းကြိုးစားကြိုးတယ်ပါနေကောင်းမတက်ခင်ပေးသက်နှစ်ရောက်လောက်ကျွန်တော်လှည့်ပေးလို့ရပါသေးတယ်ဒီဘက်ကလူတွေဦးစားပေးပါကျွန်တော်မောင်ရဦးအောင်ရှင်တို့ခုမေးချင်ပါတယ်အခုမျိုးသားအသင်းမြတ်ရေးနဲ့တည်တည်အေးချမ်းရေးနဲ့အများသဘောပေါက်မှာဆိုရင်ညွန်မောင်းဆိုးရဦးတည်နေလို့အရင်ကထင်ပါတယ် ကျွန်တော်ကတရားမျှတမှုနဲ့လွတ်လပ်မှုတို့ကျင်းတို့လည်း anybody ကိုနိုင်ပေးခဲ့ပါတယ်ဒါဆိုရင်ညွန်ပေါင်းအစိုးရလုတ်ခဲ့မယ်ဆိုရင်ရောပြည်သူရဲ့မဲရောတမျိုးတပြည်ဖြစ်သွားနိုင်သလားယုံကြည်မှုတစ်ခုတည်ဆောက်တာဒါမှမဟုတ်ကောက်ကိုတည်တံ့သွားမယ်ဆိုရင်ခုနကတရားမျှတအောင်နေပေါ့အမျိုးသားပြည်နယ်တင့်မြဲရို့လို့ထိခိုက်နိုင်မလားဆိုတာလည်းအင်္ဂတ်ညနေကျွန်တော်ဖြစ်စီချင်ပါတယ်ဟုတ်ကဲ့ဒီဘက်ကတည်းကအင်္ဂတ်မဖြေခင်နောက်တစ်ယောက်လှည့်ပေးလိုက်ပါကျွန်တော်တို့ခွဲဝေယူဖို့ထက် ကျွန်တော်တို့ဘယ်ဘက်ကမှကျွန်တော်တို့ဥမာဘလို့ပေါင်းစည်းပြီးကျွန်တော်တို့တိုင်းရင်းသားတွေကတော့ NLD ကိုဘလို့အားပေးပါမလဲဘလို့ထောက်ခံပါမလဲဆိုတော့တိတ်မတွေ့ရဘူးနော်လူငယ်ကလည်းပါမယ်အတိုင်းရင်းသားလည်းပါမယ်ညီညာရပါမယ်ကျွန်တော်တို့ကခွဲစားလို့ရကြတယ်အရေးကြီးတဲ့အင်အားစုတွေဖြစ်နေတော့ကျွန်တော်တို့အနေရတော့လောလောဆယ်ဘူးဒီအစိုးရတည့်ရအနေနဲ့အရင်ဆုံးခိုင်ခိုင်မာမာဖြစ်အောင်ကျွန်တော်တို့လက်ရှိအာဏာ အရင်ဆုံးသူတို့စီကပြောင်းလဲရရှိရေးကိုအရင်ဆုံးကျွန်တော်စူးစမ်းပေးတင်တယ်ကျွန်တော်တို့အနေနဲ့မြင်တော့လက်ရှိနိုင်ွားတဲ့ကျွန်တော်တို့ NLD Party ဥက္ကဋ္ဌဒေါန်ဆန်းသူကျွန်တော်ယုံကြည်တင်တယ်သူအနေနဲ့အရင်ဆုံးအစိုးရတရားကိုဖွဲ့ပြီးွားပြီဆိုရင်ကျွန်တော်နောက်ပိုင်းကျွန်တော်တို့လိုချင်တာတွေနောက်ပိုင်းကို French ဝိုင်းတော့ဆက်သွားလို့ရမယ်လို့ထင်ပါအခုလောဆယ်ကျွန်တော်ခွဲဝေကြီးကိုအဓိကထားပြောနေသလိုဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ကျေးဇူးတင်ပါတယ်မောမောမောရအောင်ရှင်ဆက်ဆက်အောင်မိတဲ့မိခွန်းကိုခွာချက်လို့ဖြစ်နေတယ်အမျိုးသားပြန်လဲတင်းမြေသိတ်သွားလိုက်ရင် ပြည်သူထောက်ခံမှုလျော့သွားမလားဒါမို့ပြည်ပြည်သူထောက်ခံမှုပဲကြည့်ကိုယ့်ကိုယ်ပဲ NLD ကလှုပ်ချင်တာလှုပ်ရင်မျိုးသားပြည်နယ်တည်မြဲရေးထိခိုက်နိုင်မလားကျွန်တော်တို့အဲ့ဒါဒီတရားကို control လို့မမြင်ဘူးကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲမဝင်ခင်လေးကရွေးကောက်ပွဲကြီးညာစာတမ်းမှာရောဒေါအောင်ဆန်းစုကြည်ရဲ့မိန်ကွန်းတွေမှာရောကျမတို့အမျိုးသားပြန်လဲတင်းမြတ်ရေးနဲ့ပဲသွားမယ်ဆိုပြီးတော့တရားဥပဒေလူတို့ကိုဟိုချပြပြီးသားဗျာအဲ့ဒီချပြတဲ့လမ်းကြောင်းနဲ့မဟုတ်ဘဲနဲ့သွားလို့ရှင်မှာ ဲ့ဒါမှပြည်သူလူထုကိုကျွန်တော်တို့ကသစ္စာပေါ်ကကြောက်ရှေ့စတင်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာက NLD ကတော့တောင်ပြိုကမ်းပြိုနိုင်လိုက်ပြီဒါပေမဲ့အစိုးရအသင်းမှာတန်တားအင်အားစုတွေခြေကံဥတွေကမပြေလို့မဖြစ်တဲ့စစ်တပ်အင်အားစုတွေရောဖွင့်နေတဲ့ဒီအစိုးရဟာဘယ်လိုအစိုးရမျိုးဖြစ်မလဲဘယ်လိုအစိုးရမျိုးဖြစ်ရင်ကောင်းမလဲဒါကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီနေ့မှာသမ္မတဦးသိန်းစိန်ရဲ့ပြောစကားလေးတစ်ခုကိုပြောပြခြင်းပါတယ်အစိုးရအဖွဲ့အစ်ကိုစနစ်တကျတာဝန်လွှဲပေးသွားမှာဖြစ်တယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့စိုးရိမ်စိတ်မရှိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုပြီးတော့ပြောရတာရှိပါတယ်အဲ့တော့ပြည်သူတွေမစိုးရိမ်မှုဆရာတို့ဘာပြောပေးနိုင်မလဲဒါမှမဟုတ် NLD ကိုတခုပြောစရာရှိလဲပြောပေးပါဒါမှမဟုတ်တခြားအင်အားစုတွေပြောစရာရှိရင်လည်းပြောပေးပါဆရာဆက်ပြီးဟုတ်ကဲ့အမ်ဒီချိန်မှာတော့ကျွန်တော်တို့အနေနဲ့เนาะကျွန်တော်တို့တိုင်းပြည်မှာမရှိဘူးတဲ့အာအွန်ပွေးကြီးကိုလည်းပြည်သူလူထုကခံစားနေတာဖြစ်ပါတယ်ခံယူနေတာဖြစ်ပါတယ် NLD အွန်ပွေးဆိုတာလူထုတရားလုံးရဲ့အွန်ပွေးပါဆိုတော့အဲ့ဒီအွန်ပွေးကိုကျွန်တော်တို့လက်ထေရောက်အောင်လဲသမရတင်းစင်ကိုတိုင်က ကတိပေးထားပြီးသားဖြစ်တယ်ဒီတိုင်းပြည်မှာဒီနေ့ကာလမှာအကြီးကြီးဆုံးကတော့ပြည်တွင်းချင်းချင်းရင်းနဲ့ဒီမိုကရေစီတွင်ကူပြောင်းရင်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကင်တော်လှန်ရေးဖွဲ့စည်းနေတဲ့ဘလူခန်စားတယ်လေဆိုရင်ဟိုအရင်တုန်းကကျွန်တော်တို့ရန်သူလူသဘောထားတဲ့စစ်ဆိုးရအတွင်ပြောင်းတဲ့တမရသိန်းစင်ဆိုးနဲ့ရန်နေတော်မှာနှစ်နှစ်လောက်ဆွေးနွေးပြီးတော့အခုချိန်ကျွန်တော်တို့နားလည်မှုတွေအများကြီးယူထားတယ်အပေးယူတဲ့တတော်မြတ်မြတ်တတ်တာကိုလုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့မိခင်ပါတီလိုလူထုပါတီလိုခံစားနေတဲ့ NLD အစိုးရတက်လာလို့ရှိရင်ဒီလုပ်ငန်းကိုဒီထက်မကဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်တော်တိုင်းဖွေးချီကညွှန်လင့်ပါတယ်မိခင်ပါတီလိုတော့ပြောသွားတယ်နော်အဲတော့မောင်အောင်ရှင်အောင်ပြည်သူတို့ပါတတိပေးတာတို့အတိပေးတာတို့လုပ်ချင်တယ်ဟို NLD ပေါ့လေဆိုရတရားဖွဲ့စည်းမယ်ဖွဲ့စည်းနိုင်မယ်ဆိုရင်ပေါ့လေဖွဲ့စည်းမယ်ဆိုလို့ရှိရင်အရင်ဆိုရတွေတက်တော့ပို့ပြီးတော့ကျွန်တော်အလုပ်လုပ်နိုင်မယ် ကျင့်ပြတ်ချာစာတွေရောရော့သွားမလားဒါအဲ့ဒါလည်းရှိမှာပဲသို့သော်ဒါတွေကတော့ကျွန်တော်တဖြည်းဖြည်းသွားမှာအလျော်ရှိမှာပဲရှိမှာပဲအကျင့်ကျင့်ပြတ်ချာစာမှုတွေရှိမယ်တခြားလူသမားကိစ္စတွေလယ်သမားကိစ္စတွေနောက်တခါဒီဘာသာရေးနဲ့ဆိုင်တဲ့ကိစ္စဒါပေမဲ့ဒါပေမဲ့ဒါဒါတွေကိုကျွန်တော်ကျွန်တော်ဆွေးနွေးရမှာပဲဒါညှိနှိုင်းရမှာပဲတွေ့ရမယ်ပေးယူလုပ်ကြရမှာပဲအဲ့လိုနဲ့ပဲကျွန်တော်တို့ကဒီဒီစိတ်ခေါ်မှုကိုပြေပြောင်းအောင်လုပ်နိုင်မှာပါကျေးဇူးတင်ပါဒေါက်တာကောင်းဟုတ်ကဲ့ဟိုကျွန်တော်တို့အခုရက်ပိုင်းမှာပေါ့နော် ဒါ NLD အနေနဲ့တောင်ဆန်းစုကြည်အနေနဲ့တွဲဆုံဆွေးနွေးခြင်းဒီနဲ့အနာလွှဲပြောင်းမှုကိုချုံးမွေအောင်စ조사နေတာကျွန်တော်တို့တွေ့ရပါတယ်ဒါကိုကျွန်တော်တို့အတိအမှတ်ပြုပါမယ်အဲ့တော့လေးလကာလမှာပြည်သူလူထုအနေနဲ့ကျွန်တော်တို့အရေးကြီးတာတော့ဒါတောင်ဆန်းစုကြည်လည်းပြောပါပြီတည်ငြိမ်မှုဝိုင်းဝန်းထိန်ထိန်မှုပေါ့နော်ကျွန်တော်တို့အခုအပြောင်းကာလတွေမှာကျွန်တော်တို့60ခုနှစ်ပဲဖြစ်စေတခြားကာလတွေမှာဖြစ်စေဒါပြုပြင်ပြောင်းလဲကိုလိုလားတဲ့အုပ်စုတွေရှိမယ်မလိုလားတဲ့အုပ်စုတွေရှိမယ် ဲ့ဒါကိုပြည်သူလူထုတရားလုံးကနေပြီးတော့ဝိုင်းဝန်းထိန်ထိန်ပြီးတော့ထောင်ချောက်တွေတဲ့ကိုရောက်မသွားအောင်ရောက်တဲ့ထောင်ချောက်တွေတဲ့ကိုရောက်မသွားအောင်ပေါ့နော်တတိထားပြီးတော့အဲ့နေကြဖို့ပေါ့နော်လောက်ကန်ကြဖို့မသိဘူးဟုတ်ကဲ့ပါဒီရွေးကောက်ပွဲမှာအပြေထွက်ခဲ့တာကတော့လူတို့ကသူတို့ကံကြမ္မာကိုသူတို့ဖန်နီးနိုင်ခွင့်အမခံပေးနိုင်မယ့်အစိုးရကိုရွေးခဲ့ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်လဲလူတို့ကိုယုံတဲ့အတွက်ကြောင့်လဲဒီ process ကြီးတစ်ခုလုံးပေါ့နော်ချောချောမွေ့မွေ့ဖြစ်နိုင်တယ်လို့ပို့ပြီးတော့မျှော်လင့်ပါတယ်ကိုကိုကိုယုံလို့ရှင်စိတ်အေးကြပါ ကျေးဇူးတင်ပါတယ်အဲ့တော့ဥဆောင်ဆွေးနွေးသူတွေရဲ့မှတ်ချက်စကားအပြီးမှာကတ်တင်ဆရာရဲ့ခြုံငုံသုံးသက်ရေးဆွဲထားချက်ကိုကြည့်အောင်ဗျာကျွန်တော်တို့ဒီလိုပေါ့ဒီလိုဆိုတာမျိုးကျွန်တော်တို့မလိုချင်တော့ပါဘူးထုမဲ့ထောင်းမဲ့ဆိုတာပါကျွန်တော်တို့ပြည်သူတွေအများနဲ့ခံခဲ့ရပြီးပါပြီအခုလက်ထိခံနေရတော့မှာကျွန်တော်တို့ဒီလိုဆိုတာမျိုးမျှော်လင့်ပါတယ်ပြည်သူအလိုကျွေးပြုမဲ့ပြည်သူရဲ့အထူထောင်းခံနိုင်မဲ့ဆိုတာမျိုးပါကျွန်တော်တို့မကြိုက်လို့ရှိရင်နှုတ်ပြလို့ရပါပြည်သူကတူနေရမှာလဲနေချင်နေပါသေးတယ်ယေရှုတင်ပါတယ်နော် ျွန်တော်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာက NLD ကတော့တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီဒါပေမဲ့အစိုးရအသစ်မှာဘယ်လိုပုံစံဖွဲ့စည်းသွားရင်အကောင်းဆုံးဖြစ်မလဲပြည်သူနဲ့နိုင်ငံအကျိုးဆောင်နိုင်မလဲဒီကြောင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်အချိန်တိုင်းတိုင်းရဒီနားမှာပဲရဲရမှာဖြစ်ပါတယ်ကျွန်တော်တို့ DBB debate ရဲ့ဆောင်ပုဒ်က we debate ပါ you decide ပါကျွန်တော်တို့ debate လုပ်ခဲ့ကြတယ်ပြည်သက်တွေကသုံးသက်ဝေဖန်ဆုံးဖြတ်ကြပါဆိုပြီးတော့ဆောင်ပုဒ်လေးရှိပါတယ်ဆက်ပြီးဆွေးနွေးကြရရှိရဆိုရင်တော့ Facebook မှာ DBB debate ကိုရှာပြီးတော့ဆက်ဆွေးနွေးလို့ရပါတယ် ဒီဆွေးနွေးမှုတွေကိုပြန်ကြည့်ခြင်းလဲဆိုရင် dbb.net မှာပြန်ကြည့်လို့ရပါတယ်တခုဝေဖန်မယ်စာရေးဆရာရှိရဆိုအီးမေးလ်ရေးလို့ရပါတယ် debate@dbb.no ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကမျိုးတာထပ်ပါ